။နောက်ပြန်အော်တိုဘာလ22ရက်နေ့ဗုဒ္ဓဟူးနေ့အတွက်နောက်ဆော်ရမိုးလေဝသခန့်မှန်ချက်တွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ဘင်္ဂလားပြည်လေရောအနောက်တောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့လေဖျားနယ်ရဲဝန်ဟာပုံမအကောက်လာပြီးအကောက်နဲ့လေဖျားနယ်ရဲဝန်အဖြစ်ကိုရရှိသွားပြီပဲဖြစ်ပါတယ်။အဲ့ဒီလေဖျားနယ်ရဲဝန်ဟာအနောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွေ့လျားပြီးမုန်တိုင်းငယ်အဖြစ်အသွင်ပြောင်းသွားနိုင်ပါတယ်။တောက်တရုတ်ပြည်နယ်အတွင်းမှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းဖန်ရှန်ဟာဒီကနေ့ညမှာ တိုက်ဖုံမောင်းတိုင်းအဖြစ်အားကောင်းလာနိုင်ပြီးမနေ့ချင်ညမှာတော့ BNN ကန်ကြီးကိုဖြတ်ကျုံဝင်ရောက်နိုင်ခြင်းရှိနေပါတယ်။အဲ့ဒီမိုးလေဝသဖြစ်စဉ်တွေကြောင့်မိုးလွန်ကာလမြန်မာနိုင်ငံမှာမိုးရသုံးမှုတွေဆက်လက်ရှိနေအောင်ပါပါ။မနေ့ပြန်အတွက်မိုးရသုံးနိုင်မှုအခြေအနေတွေကိုခန့်မှန်းရမှာတော့မနေ့ပြန်မနေ့ပိုင်းမှာရန်ကုန်၊မဦးပင်၊ညောင်တုံး၊ပန်းတက်နယ်၊ကျောက်ပြော၊တရက်နဲ့ကံမမျိုးတွေမှာမိုးနှင်းငယ်ရွာနိုင်ပါတယ်။ ဒါကြောင့်မနက်စောစောကျမ်းမာရေးလေ့ကျင့်ခန်းပြုလုပ်လို့သူတွေနဲ့အလုပ်စောစောသွားရသူတွေအနေနဲ့လိုရမယ့်အရာထိလေးတစ်ချောင်းတော့ဆောင်သွားကြပါလို့အကြံပြုလိုပါတယ်ရှင်။နက်ပြန်တနေ့တာအတွင်းမှာရမဲတင်ကလောအောက်ပန်းငပုတော်နဲ့လပုတ်တာမျိုးတွေမှာတော့မိုးနှင်းငယ်ကနေတင်တင်ရွာနိုင်ပါတယ်။ဒါကြောင့်စိုက်ပျိုတောက်သူတွေအနေနဲ့မိုးရိပ်အထိမခံနိုင်တဲ့ခုဆွပြီးတင်းနှံတွေကိုခုဆွပြီးရနဲ့အမိုးကအောက်ကိုပို့ဆောက်ထားဖို့ကြံပြုလိုပါတယ်ရှင်။တိုင်းနယ်ပြည်နယ်အလိုက်မနက်ဖြန်မှာမိုးရသုံးနိုင်ခြင်းဟာ ရှမ်းပြည်တောင်ပိုင်းအေရဝတီတိုင်းနဲ့တနင်္သာရီတိုင်းတို့မှာမိုးရနိုင်ခြင်းမြင့်တက်နေပါတယ်။လာမယ့်နှစ်ရက်အတွင်းမှာတော့ချင်း၊ရခိုင်၊မကွေတိုင်း၊မန္တလေးတိုင်းနဲ့နေပြည်တော်တို့မှာနေရာကျကျမိုးရနိုင်ခြင်းရှိနေပါတယ်။မြမပင်လေပြင်းအတွင်းမှာတော့လှိုင်းနှင်းငယ်ခါနဲ့တင်းတင်းသာရှိနိုင်ပြီးကံယူရန်တစ်ချောင်းနဲ့ကံလွပင်လေပြင်းတို့မှာတော့လှိုင်းအမြင့်ပေ၄ပေခါနဲ့ခုနှစ်ပေခန့်ရှိနိုင်တယ်လို့ပင်လေခရီးသွားတွေနဲ့ကန်နီကံဝေးရေလောက်သားတွေကိုတည်င်းစကားပါလို့ပါတယ်။မိုးလေဝသပြည့်စင်နေတာအချိန်နဲ့မျှပြောင်းလဲနိုင်ပါတယ်။ ဒါကြောင့်နောက်ဆုံးရမူလဝတ္တခံမှန်ချက်တွေကိုအမြဲတင်ဆက်ပေးနေတဲ့ကျမတို့ CG Platform ရဲ့မူလဝတ္တခံမှန်ချက်တင်တွေကိုလည်းဆက်လက်စောင့်ကြည့်ပေးပါလို့မြစ်တာရဲ့ခင်လိုပါရှင်